တနေ့လုံးမှတနေ့စားရတဲ့အခြေအနေရနေအထယ်ဆိုင်ခွဲတွေနဲ့ဒိတ်ဒိတ်ကျဲချမ်းသာလာခဲ့တဲ့တိုးအောင် ပြည်သူများအားလုံးပဲမင်္ဂလာပါရှင်။မြန်မာ Sally Insider Page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေ။ဒိုးအောင်ကတော့အလင်းယူရာအဖြစ်လားအမေကြီးဆိုတဲ့ဇာတ်ကားနဲ့အတူ Sally ဆိုတဲ့ဂုဏ်ပုဒ်တစ်ခုကို Social Media ပေါ်မှာအောင်မြင်လာခဲ့ရလဲဖြစ်ပါတယ်။ဒိတ်ချရတဲ့အမျိုးသားကိုကောက်ယူပြီးတော့ Sally နေနဲ့ကြိုးစားလာခဲ့တာဆိုရင်တော့အခုချိန်မှာဒိုးအောင်ကအတော်ရုံလိုလိုက်မမီနိုင်တဲ့အထီးကိုစီးပွားရေးလောကမှာအောင်မြင်လာခဲ့တာဖြစ်ပါတယ်။ online ဈေးကွက်မှာရောအပြင်ကအထည်ရောင်းသူဈေးကွက်တွေမှာပါဒိုးအောင်ကအထည်တွေကိုလက်လီလက်ကဖျန်းချနိုင်နေတာဖြစ်ပါတယ်။နေပြီးတော့ပြင်မနာမျိုးမှာအထည်ဆိုင်ဖွင့်ထားပြီးတော့ရောင်းချလာတဲ့အချိန်မှာမထင်မဲ့ထားလောက်အောင်ကိုဝက်ဝက်ကွဲအားပေးခံရတာဖြစ်ပါတယ်။ဒိုးအောင်ကလည်းစနေတကျနဲ့အလုံးလုံးတဲ့အတွက်အလုံးကအကျိုးပေးလာခဲ့တာဖြစ်ပါတယ်။ကံအကျိုးပေးကောင်းပြီးတော့ဂျိုးစားအထုံးမှုကလည်းကောင်းတဲ့အတွက်ကိုထောက်ပံ့လာတဲ့အတွက်နောက်ထပ်ဆိုင်ခွဲတစ်ခုကိုပါမကြခင်မှာဖွင့်လိုက်တော့မှာဖြစ်ပါ ါရင်ပြေပနာမျိုးရဲ့ဈေးထဲမှာဆိုင်ကန်းကြကြဲနဲ့နောက်ထပ်ဆိုင်ခွဲတစ်ခုကိုပါ ဖွင့်လက်နိုင်သွားတာပါဆိုင်တစ်ဆိုင်ဖွင့်ပြီးတဲ့အချိန်တို့အတွင်းမှာအခုလိုဖွင့်နိုင်ဖို့ဆိုတာကတော့မလွယ်ကူလာပါဘူးအောင်မြောင်အများကြီးစူးစမ်းခဲ့ရတယ်လို့ဒေါအောင်နေနဲ့အစုမိဆောင်မိခဲ့တာကြောင့်ဖွင့်လက်နိုင်လာတာဖြစ်ပါတယ်ဆိုင်ခွဲတွေတစ်ခုပြီးတစ်ခုနဲ့အောင်မြင်လာတဲ့ဒေါအောင်ကိုဈေးရောက်နေကြတဲ့အမျိုးသမီးတို့ကြီးတွေကအားကျနေကြပါတယ်ဒါအပြင်ဒေါအောင်ကချမ်းသာပြီးသားဘဝတစ်ခုကနေစူးစမ်းပြခဲ့တာမဟုတ်ပဲတုံညာန ေပြီးတော့စတင်ခဲ့ရပါဆယ်လီဖြစ်လာတဲ့အချိန်တုန်းကဆိုရင်ဒူအောင်တို့ကတဲစုပ်လေးမှာနေပြီးတော့ ုံညဆိုတဲ့ဘဝကနေပြီးတော့အခွင့်အရေးတွေကိုရှာနေခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဆယ်လီနေနဲ့မအောင်မြင်ခင်တုန်းကဆိုဒိုးအောင်ကပယံအဖွဲမှာ တောက်တူမရအကုန်လောရတာပါမြန်မာနိုင်ငံမှာစားမလောက်တဲ့အတွက်ထိုင်းနိုင်ငံမှာအလုံသမားနေတောင်လောက်ခဲ့ရတာပါဒါအပြင်ကောက်ဆိုင်ခဲ့တဲ့ဘဝတွေကိုလည်းဖျက်ဆီးခဲ့ပူပါတယ်မငန်းအောင်နီလန်းမျိုးစုံနဲ့ဂျိုးစားယုံကန်ရှင်တန်ခဲ့ရတဲ့အတွက်ဆယ်လီဖြစ်ပြီးတော့အခွင့်အရေးတွေများလာတဲ့အချိန်မှာအခွင့်အရေးကိုအမီးရအောင်စုပ်ကင်နိုင်ခဲ့တာပါဒါအပြင် ယ်ထူအောင်ကခင်မွန်းဖြစ်သူနဲ့အဖေးယူမြပြီးတော့အောင်မြောင်စူးစမ်းနေခဲ့တာပါတချို့ LGBT အတွင်းတွေမှာလို့ထူအောင်ကိုအမျိုးသားဖြစ်သူကပိုင်းလုံးချင်းလို့ခက်နေရလို့ထင်ကြတယ်ဒါပေမဲ့ပိုင်းလုံးမဟုတ်ပဲနဲ့မရှိအတူရှိအတူစူးစမ်းတဲ့အမျိုးသားတစ်ယောက်ကိုထူအောင်ကပိုင်းဆိုင်လိုက်တယ်ဆိုတာကို နောက်ပိုင်းမှာမျက်ဝါးထင်ထင်မြင်တွေ့လာခဲ့ရတာလည်းဖြစ်ပါတယ် ဒုဝါဝရှေ့ရနေဦးဆောင်သလိုအမျိုးသားဖြစ်သူကလည်းနောက်ကနေလိုအပ်ကြအားလုံးလိုက်လုပ်ပြီးတော့ဖြည့်ဆည်းပေးနေရပါဒုဝါဝချွန်ကြရီလဲလိုက်မရိုက်ပဲဆိုင်လုံငန်းတွေကိုသာဦးစီးပြီးတော့လုပ်ကင်နေရဖြစ်ပါတယ် တို့အောင်ကရှည်ရင်ရှိသလောက်မသုံးဆွဲပဲချွေးတောက်ဆူဆောင်းတာကြောင့်လဲအခုလိုခက်မမြန်တုန်တက်လာခဲ့တာပါမိဘတွေကိုလှုပ်ချွေးချင်တာကြောင့်ကြိုးစားနေခဲ့ပေမဲ့အခုအချိန်မှာမိဘတွေကမရှိတော့ပါဘူးတို့အောင်ရဲ့မိဘတွေကစစင်းရဲတာဖြတ်တန်းခဲ့ရတာမို့အခုလိုဘဝမျိုးနဲ့ထားချိန်ခဲ့တာပါမရှိတော့တဲ့မိဘတွေလှုပ်ချိန်ခဲ့တဲ့အိမ်မက်တွေနဲ့လူတန်းချင်တဲ့အရာတွေကိုလှူဒန်းပေးရင်း တို့အောင်ကကျေးဇူးဆက်နေတာဖြစ်ပါတယ်။တနေ့လုံးမှတနေ့စားရတဲ့အခြေအနေကနေအထယ်ဆိုင်ခွဲရီနဲ့ဒိဋ္ဌိကျချမ်းသာလာခဲ့တဲ့တို့အောင်ကိုပရိသတ်ကြီးတို့အနေနဲ့အားကြလားဆိုတာကွန်မန့်လေးထဲမှာပြပြပေးခဲ့ပါအောင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။